မင်းင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝဲခရိုင်ဒဝဲမြို့အဝင်းမှာရှိတဲ့ပေါက်တိုင်းဒရာဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ9ရက်နေ့မနက်9:50မိနစ်ကဒဝဲမြို့အဝင်းမှာရှိတဲ့ပေါက်တိုင်းဒရာဂိတ်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များက ဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲတနအိကန်ကြာမြင့်ခဲ့ပြီးတော့စစ်ကူစစ်သားတွေရောက်လာတဲ့အတွက်ကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကစစ်သားနဲ့ပြူစောထီကိုဦးတိတ်ဆုံးပြီးတော့ခုနကဦးအပြင်းထန်ဒဏ်ရာရရှိကောင်ပြီးသူကာကွယ်ပူးပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်တွေအားလုံးကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါတယ်၎င်းတိုက်ခိုက်မှုကိုဒဝဲခရိုင်တပ်ပေါင်းစုတောင်းညီနောင်စစ်ကြောင်းအုပ်အော့စစ်ကြောင်းဒဝဲခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တိုက်ရင်တဲလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပတ်ကဖာ ဘိတ်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တိုင်ရင်တက်တခွဲတက် KNL တပ်မဟာ၄အထူးတပ်ဖွဲ့ဒဝဲမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ DDD နဲ့ drone တပ်ဖွဲ့များကပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မိဘပြည်သူများထံကပစ္စည်းများကိုသိမ်းယူခြင်းအနိုင်ကျင့်ဗိုလ်ကြခြင်းဖမ်းဆီးခြင်းများကိုပြုလုပ်နေတဲ့စစ်ကောင်စီတပ်သားများကိုဆက်လက်ပြီးတော့တိုက်ခိုက်ချင်းမုံသွားမှာဖြစ်တယ်လို့ဒဝဲ KNL တပ်ပေါင်းစုကအတိအပြေးထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ထဲမှာတော်လိုင်းတပ်ပေါင်းစုတွေနဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီးတော့နှစ်ဖက်ထိခိုက်မှုတွေရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နထိုးကြီးမြို့နယ်အတွင်းစစ်ကောင်စီတွေတပ်ဆွဲထားရာစခန်းတွေကိုတော်လိုင်းတပ်တွေကမေလ15ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ15ရက်နေ့မှာနေရာစုံမှာတိုက်ပွဲတွေဖြစ်နေတာပါအခုချိန်ထိပဲလို့မြင်းညာခရိုင်အခြေစားဒေသရင်းတော်လိုင်းတပ်ဖွဲ့ဝင်တအုပ်ကပြောပြထားပါဗျ ်မြေပြင်မှာတော်လိုင်းတပ်ဖွဲ့တွေကစစ်ရေးအအသာစီးရလာတဲ့အချိန်မှာစစ်ကောင်စီတပ်ဘက်ကလေကြောင်းပစ်ကူတွေတုံးလာတယ်လို့လဲအဲ့ဒီတပ်ဖွဲ့ဝင်ကပြောပါတယ်စစ်ကောင်စီရဲ့လေတပ်က Jet Fighter လေယာဉ်တိုက်ခိုက်ရေးရဟတ်ယာဉ်အပြင်အပေါ်စားထောက်ဖို့လေယာဉ်112တွေကိုပါအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲတွေမှာ နထိုးကြီးမြို့ပေါ်တဝိုက်အပြင်ဝက်လူကြီးပါရဲစခန်းစီမီကိုနဘူးအိုင်ကံပေါက်ထိန်ပြင်ကြောက်ပြုတ်စတဲ့ခြေွာတွေမှာပြင်းထန်နေတာလို့မြင်းကြံခရံအခြေဆိုင်ဒေတာရင်းတော်လိုင်းအဖွဲ့ကအသိပေးပြောကြားထားပါတယ်၁၄ရက်နေ့ညပိုင်းကမြင်းကြံမြို့နယ်ကံပေါက်ခြေွာဖုန်ကြီးကျောင်းကိုလေးချောင်းတိုက်ခိုက်ခံရပြီးတော့ကိုရင်နှစ်ပါးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်ဒါအပြင်၁၅ရက်နေ့မနက်အစောပိုင်းတနအိ7မိနစ်ကလည်းမြင်းကြံမြို့နယ်ထိန်ရွာအနောက်ချမ်းကိုလေးချောင်းကနေပြီးတော့တိုက်ခိုက်သွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းစာလင်ကြီးမြို့နယ်ညောင်မင်းကြီးရဲစခန်းကနေစက်ကြီးကောက်ရံထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဘက်ကတအုပ်သေးဆုံးပြီးတော့တော်လိုင်းရဲဘော်တအုပ်ကြာဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မေလ14ရက်နေ့မနက်7:00နာရီကမှစာလင်ကြီးမြို့နယ်ညောင်မင်းကြီးရဲစခန်းကစစ်ကောင်စီတပ်သားများကကုန်တင်ကားများကိုစက်ကြီးထွက်ောက်နေတဲ့အချိန်တော်လိုင်းရဲဘော်များကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအူးသေးဆုံးခဲ့ပြီးတော့တော်လိုင်းရဲဘော်တအူးကြဆုံးကတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ညောင်မင်းကြီးရဲစခန်းထဲကနေကုန်ကားတွေကိုဂိတ်ထွက်ောက်တာပါ။ စလေးရက်နေ့ကဂေဂျင်းဆင်းဆင်းကောက်နေတဲ့သုံးကောင်ကိုဒီဘက်ကတော်လဲရဲဘော်တွေကကားနဲ့ဝင်ပစ်တာစစ်ခွေးတကောင်တေးသွားတယ်ကိုရီဘက်ကတယောက်ကြတယ်တယောက်ပဲဒဏ်ရာရတယ်ဒဏ်ရာရတဲ့ရဲဘော်ကစိုးရိမ်ရပါတယ်လက်နဲ့ချုပ်ရင်းမှုကြောင့်တော်လဲရဲဘော်တွေထိခိုက်ကြဆုံးခဲ့တာလို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းသကိုင်းမြို့မှာမက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်အား9ဒက်တမ9အဆင့်ရှိတဲ့ငလျင်ကြောင့်ပြိုကျပြက်စီးနေတဲ့ဂတ်တန်ဘလီဝစ်ချောင်းတော်ကိုစစ်ကောင်စီက3ရက်အတွင်းမှာဖယ်ရှားပေးရန်အမိန့်ထုတ်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သကိုင်းမြို့မှာရဲစခန်းနဲ့ကက်ရက်ရှိနေတဲ့ဂတ်တန်ဘလီဟာနှစ်ပေါင်း120ကျော်တပ်တန်းရှိနေပြီဖြစ်ပြီးဘလီမြေနဲ့ရဲစခန်းမြေနှစ်ခုစလုံးကိုကိုလိုနီခေတ်ဗြိတိရှ်အိန္ဒိယဘီယင်ကရဲ့စုတိုက်စိတ်ရရှိခဲ့သူ မေဂျာရာဟင်ဘတ်ကအလူရှင်တအုပ်တဲ့အနေနဲ့1902ခုနှစ်မှာဝယ်ယူလှူဒန်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မြေပိုင်ဆိုင်မှုဟာအလူရှင်တအုပ်တဲ့ကတဆတ်ထဲလှူဒန်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ဗလီကျောင်းတော်ကြီးဟာပြိုကျပျက်စီးခဲ့ရပြီးတော့ဗလီကိုပြင်ဆင်ရန်ကြိုးပမ်းနေတဲ့အချိန်မှာ ၃ရက်အတွင်းအပိဖယ်ရှားပေးရမယ်လို့အမိန်ပေးလာခြင်းဖြစ်တယ်လို့သိရပါဗျ။ဂတ်တန်ပလီကသခိုင်းမြို့ထူပါယုံလမ်းထူပါယုံဇေဒီနဲ့ကြန့်ခိုင်ရေးရုံးရှိတဲ့လမ်းကြားကနေဝင်သွားရပြီးတော့သခိုင်းမြို့မှာရဲစခန်းနဲ့ဘေးချင်းကပ်ရံမှာတရှိနေတဲ့ဗလီဝေချောင်းတော်ဖြစ်တယ်လို့သိရပါဗျ။စစ်အစိုးရခေတ်အဆက်ဆက်ကအဲ့ဒီဗလီမြေကိုသိမ်းဖို့စ조사ခဲ့ဘူးပဲ။ရေးဆိုင်စာချုပ်စာတမ်းပြပြီးတော့ဖြည့်ရှင်းခဲ့ရပါတယ်အခုစစ်အာဏာသိမ်းပြီးတဲ့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းကအဲ့ဒီလိုပဲဗလီမြေကိုသိမ်းဖို့စ조사လို့ မြေပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေနဲ့လိုက်ခဲ့ပြီးပါပြီအခုငလင်ကြောင့်ပြိုကျသွားတဲ့အချိန်မှာဗလီနဲ့ရဲစခန်းကတ်နေတာကိုမကြိုက်တဲ့ခရိုင်မှုကဗလီမျိုးကိုအတင်းအဓမ္မဖျက်ပြီးတော့တင်းယူဖို့အမိန့်ထုတ်လာတာပါလို့ဇဂိုင်းမျိုးကအစ္စလမ်အတိုင်းဝိုင်းကသတင်းပေးဖို့ပြောကြားထားပါတယ်မက်ရှလာ28ရက်နေ့ကငလင်ကြောင့်မန္တလေးဇဂိုင်းအပါဝင်မြို့ကြီးများမှာဗလီကျောင်းတော်အခု90ကျော်ပြိုကျပျက်စီးခဲ့ပြီးတော့စစ်ကောင်စီကပြန်လည်ဆောက်လုပ်ခွင့်ဖြိုဖျက်ခွင့်များကို အထူးတင်းကျပ်စီစစ်လျက်ရှိတယ်လို့သိရပါဗါးအဲ့ဒီထဲမှာသခိုင်းမျိုးကဂတန်ဘလီဟာပြင်ဆင်ခွင့်မှာမရှိတော့ဘဲအပိပြက်ဖယ်ရှားခိုင်းနေခြင်းဖြစ်တယ်လို့သိရပါဗါးဒီဘလီကနှစ်ပေါင်း120ကျော်နေပါပြီဘလီမြေရောရဲစခန်းမြေနေရာရောကမွတ်စလင်ကပဲလှူဒန်းတာပါဒီဘလီကိုပထမရဲစခန်းထဲမှာနောက်ပိုင်းသူတို့ကအပြင်ကိုထုတ်တယ်အခုငလျင်ပြီးတော့ပြန်ဆောက်ခွင့်ပေးမလို့လို့နဲ့ဆော်ရွက်စာတန်းတွေတောင်းပြီးတော့သုံးရက်အတွင်းမှာဖယ်ခိုင်းနေတာပါပဲလို့သခိုင်းမျိုးကအစ္စလမ်ဘာသာဝင်တအုပ်ကရှင်းပြထားပါဗါးစစ်ကောင်စီကငလျင်ကြောင့်ပြိုပြက်သွားတဲ့ ဗုဒ္ဓဘာသာဖျားစီရီပထုံးနဲ့ကျောင်းတိုက်များကိုတော့ကြိုက်တယ်လို့ပြန်လဲတိဆောက်ခွင့်ပေးထားတော်လေဘလီနဲ့ခရစ်ယာန်ဖျားရှိခိုးကျောင်းတွေကိုတော့မူလာအတိုင်းသာဆောက်လို့ရန်ဆောက်လို့ချင်းနဲ့ဖြိုးဖျက်ချင်းများကိုလည်းစစ်ကောင်စီကခွင့်ပြုမှသာလှုပ်ဆောင်ရန်ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့သိရပါတယ်အမှန်တကယ်ခွင့်ပြုချက်တောင်းခံတဲ့အခါမှာဖြိုးဖျက်ရှင်းလင်းခွင့်တောင်မပေးဘဲပြန်လဲတိဆောက်ခွင့်ဆိုတာအလွန်မင်းဝေးကွာနေတယ်လို့ပြောပါတယ်ဘလီနဲ့ခရီးယံဖျားเจ้าများကိုပြန်လဲတိဆောက်ရမှာကနေဦးအနေနဲ့အောက်ခြေမှာစီစစ်မှာဖြစ်တယ်လို့ပြောပါတယ် မြို့နယ်အဲ့ဒီနောက်ခရိုင်အဲ့ဒီကမှတစ်ဆင့်ပြည်နယ်နဲ့တိုင်းအစိုးရအဆင့်ဆင့်ကိုတင်ပြရမှာဖြစ်ပြီးတော့နောက်ဆုံးမှာသာသနာရေးဝန်ကြီးဌာနနဲ့စစ်ကောင်စီထံကိုနောက်ဆုံးခွင့်ပြုချက်ရယူရမှာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ဗုဒ္ဓဘာသာဖျားဇေဒီပထုံးနဲ့ကျောင်းတိုင်များပြိုကျနေတာကိုတော့ငလျင်လောက်ခတ်ပြီးတာနဲ့စစ်ကောင်စီကဥဆောင်ပြီးတော့ဘုံကြီးများနဲ့အင်တိုက်အားတိုက်ပြုပြင်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းရင်းမာပင်မြို့နယ်ရေကြီးပင်ရွာကိုဝမ်ပေါင်ကုမ္ပဏီမှတဆွဲထားတဲ့အချမ်းမစစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်အသက်၁၈နှစ်အရွယ်အကြောင်းသူတအူတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၁၄ရက်နေ့ည၁၀နာရီခန့်မှာရင်းမာပင်မြို့နယ်ရေကြီးပင်ရွာကိုဝမ်ပေါင်ကုမ္ပဏီမှတဆွဲထားတဲ့အချမ်းမစစ်ကောင်စီတပ်သားများက 120မမလက်နက်ကြီး၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်ကောင်စီတပ်သားများပြစ်ခတ်တဲ့လက်နက်ကြီးကြီးများဟာရေဒီပင်ကြီးပါအတွင်းကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့အသက်၁၈နှစ်အရွယ်မတ်သိမ့် Great 12အကြောင်းသူတအူပွဲချင်းပြီးတိတ်ဆုံးသွားပြီးတော့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီကတော်လှန်ရေးကိုဖျော်ဖျက်ဖြစ်စေခြင်းနဲ့ရည်ရွယ်ချက်နဲ့ပြည်သူလူထုကိုဘာကြောင့်ညာကြောင့်ခေါင်းစည်တက်ပြီးတော့လက်နက်ကြီးတွေနဲ့ရန်တံပစ်နေပါတယ်ပြည်သူလူထုတရက်လုံးအနေနဲ့ စစ်ကောင်စီကဒီလိုမျိုးဘယ်သူကြောင့်ဘယ်ဝါကြောင့်မဟုတ်ဘဲနဲ့သူ့ရဲ့အာဏာတည်မြဲရေးကိုခေတ္တိုင်းခေတ္တိုင်းမှာဒီလိုလုပ်ခဲ့တယ်ဆိုတာကိုသတိချဖို့လိုပါတယ်ဒီဖြစ်စဉ်မှာတော့ထူးခြားတာကတရုတ်ကုမ္ပဏီကိုလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်သားတွေရဲ့အတိအကျသတင်းပေးပို့ချက်တွေပါဆိုတာကိုကျွန်တော်တို့ပြန်ကြားရတဲ့အတွက်ဒီလုပ်ငန်းခွင်တွေကအလုတ္တမားတွေသာအလုထွက်မယ်ဆိုရင် တရုတ်လုပ်ငန်းခွင်တွေဟာမလဲပတ်နိုင်တော့ပဲတရုတ်အတွက်ရောစစ်ကောင်စီအတွက်ပါအများကြီးထိခိုက်ဆုံးရှုံးသွားမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ပြည်သူတွေအနေနဲ့လက်ရှိလုပ်ငန်းခွင်မှာရှိနေကြတဲ့လုပ်သားတွေအနေနဲ့ပြည်သူလူထုနဲ့အတူရပ်တည်ပြီးတော့လုပ်ငန်းခွင်ကနေအမြန်ဆုံးထွက်လာဖို့အင်မတန်မှအရေးကြီးတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်လက်ရှိအချိန်မှာရေကြီးမင်းရွာကပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများလက်နက်ကြီးများနဲ့ထပ်မံပစ်ခတ်မှာယူစိုးရိမ်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်ဖျားတောင်ရွာကိုအကြမ်းဖက်စစ်တပ်နဲ့ PNA အဖွဲ့ကလက်နက်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မေလ15ရက်နေ့မနက်တနားီခွဲအချိန်ကမှညောင်ရွှေမြို့နယ်အင်းလေးတောင်ဘက်ချမ်းမှာရှိတဲ့ဖျားတောင်ရွာကိုအကြမ်းဖက်စစ်တပ်နဲ့၎င်းတို့ရဲ့လက်အောက်ခံ PNA ပြည်သူ့စစ်များကလက်နက်ကြီးများနဲ့ရန်တမ်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူများထိခိုက်မှုမရှိဘဲနေအိမ်တလုံးတော့ထိခိုက်ပျက်စီးသွားတယ်လို့ပြောပါဗျ။ဒါအပြင် မေလ၁၂ရက်နေ့ည10:59မိနစ်ခန့်ကလည်းညောင်ရွှေမြို့နယ်တောင်ပိုခွဲကြီးရွာနယ်ဟိုပန်နောက်ရွာကိုအချက်မဲ့ဆက်တကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ကြီးရွာဖုံကြီးကျောင်းနဲ့နေအိမ်များထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ